ပိုင်သည်စင်ကာပူနိုင်ငံတွင်စီးပွားရေးဖြင့်ကြောင်းပြီးထားပြီးကမ္ဘာနံပါတ်၈ထော်နီရိုဘီတင်နှင်းများခေါင်းဆောင်မှုဂူရိုဂျီဂျန်စီမက်ဆွဲတင်နှင်းများကမ္ဘာကျော်တစ်နှစ်ကိုလာစီးပွားရေးတင်နှင်းများနှင့်မီလီယံလာမိုင်းစွမ်းဆွေပတိတင်နှင်းများကိုစင်ကာပူထိုင်းနှင့်ပြည်တွင်းကီပါတို့လေ့လာတင်ကြားခဲ့ပါသည်။ဆရာစင်ကျိုးပိုင်သည်အာဆီယံနိုင်ငံများစင်ကာပူ၊ထိုင်းနဲ့ဗီယက်နမ်နိုင်ငံများရှိနာမည်ကြီးတစ်ခုများတို့လည်းပညာရေးလေ့လာရေးကြီးထွက်ရှိထားပြီးစီးပွားရေးအကြံပေးအဖြစ် UNC နိုင်ငံများတွင်၎င်းအစိုးရဝန်ကြီးဌာနအဆင့်စီးပွားကူတန်းဝန်ကြီးဌာန SME ဌာနများနှင့်တယ်လီနော့ကိုယ်စားလှယ်များကုမ္ပဏီကြီးများတွင်လည်း Corporate Training ကုမ္ပဏီထိပ်ကောတင်နှင်းများအားအဖွဲ့စည်းပေါင်းတရာကျော်သို့အားပေးဆောင်ရွက်ခဲ့ပါသည်။ဟိုအားလုံးကိုပြောချင်တာပေါ့နော်။ဟိုဓာတ်တူမြည်သည်ကူးဆက်နေတယ်။အဲ့ဒီတော့ဟိုအားလုံးအားလုံးပေါ့ဖြစ်နိုင်ရင်ဆင်တို့ဒီတင်နှန်းကိုဒီနေ့တက်ရောက်ကြတဲ့အခါအာဆရာ့အမြင်တဲ့အခါမှာလည်း အောင်မြင်နေတဲ့စီဝိုင်းခေါင်းဆောင်ကြီးတွေမျက်နှာကိုတခါတည်းမြင်ပြီးတော့ငါလည်းအောင်မြင်ရမယ်ဆိုတော့အောင်စိတ်မွေးပြီးတော့အလုပ်လုပ်ကြအောင်ဓာတ်တွေဆိုတာကကူးနေတယ်နိုင်ငံကြီးကဘာဖြစ်နေလဲလို့ပြောရင်အာတယောက်မေးလဲအဆင်မပြေဘူးဒီကလာကြီးဘလောက်ကြာအောင်လဲမသိအဆိုးတွေပဲတွေးနေတော့အားလုံးက negative line တွေများနေပတ်ဝန်းကျင်ပိုပူလောင်လာတယ်ရာသီဥတုတွေဖောက်ပြန်ပြောင်းလဲလာတယ်အဲ့ဒါအားလုံးက negative line များလို့ဖြစ်တဲ့ပြဿနာအဲ့တော့ဘာလုပ်ရမလဲ အောင်စိတ်တွေကောင်းစိတ်တွေဖြစ်မှာအောင်မြင်မှာမိသားစုမှာလေသူကဓာတ်ရဲ့သဘောကနော်မဒီစုရမဒီလာတယ်တဲ့အကုသိုလ်များရင်အကုသိုလ်ပဲရှိတယ်နော်ဒါကြောင့်ကံဆုံးမှာတော့ရမိုးလိုက်လို့ရအစင်မပြေတဲ့သူကကြိုက်တဲ့လောက်လို့အစင်မပြေမှုပဲရအောင်မြင်တဲ့သူကအမြဲတမ်းအောင်မြင်နေတယ်အဲ့ဒါဘာလဲဆိုတော့ဓာတ်သဘောကကူးနေတာဒါကြောင့်ဒီနေ့ကဆက်ပြီးတော့အောင်စိတ်မိုးရေးပါအောင်မြင်ရမယ်ယုံကအဲ့တော့ဘသူတွေကိုကြည့်လို့ပြောရင်အောင်မြင်တဲ့သူတွေကိုပဲကြည့်မတက်နိုင်ဘူး နော်ဟိုကြံတဲ့သူတွေကြိုက်ကြမကြိုက်ကြအောင်မြင်တဲ့သူမျက်နှာကိုပဲကြည့်အောင်မြင်တဲ့သူတွေအတန်ကိုပဲနားထောင်အောင်စိတ်ကိုပဲမွေးအောင်ရမယ်လို့ပဲစိတ်ထဲမှာတထစ်ရှာထားအဲ့ဒါမှအောင်ပါဒီနိုင်ငံဒီစည်းဝိုင်းဒီစရုပ်ရဲ့မိသားစုဝင်တွေဒီစိတ်ကပထမစရုပ်အားဖြင့်ဓာတ်သဘောအလုံးရဲ့အရှုပ်ဖြစ်ပါတယ်ဒါနေ့ရမှာတရားပဲနော်စိတ်ထဲမှာပူလောင်တော့ကရောက်နေတဲ့သူကအကုသိုလ်စိတ်အကုသိုလ်ကအကုသိုလ်ပဲကြိုးပြီးတယ်။သွားတန်းစီစောင့်နေတဲ့အကုသိုလ်တွေကကိုယ်ဟိုဒုက္ခပေးဖို့အတွက် ဲ့တော့ဒီနေ့အားစပြီးတော့ကုစုစိတ်မွေးမယ်အောင်စိတ်ဆိုတော့ကုစုစိတ်ဖြစ်တယ်ကောင်းတာလို့ပတ်စံရှိလိုက်ရင်ဘာလုပ်မလဲလှူမယ်တမ်းမယ်ပေးမယ်ကမ်းမယ်အကျိုးပြုမှာဟာဘလောက်ကောင်းတဲ့စိတ်လဲဘာအကုစုမှမဖြစ်ဘူးစီးပွားရှာကျိုးစားနော်ဒါနတော့ဖြစ်သေးတယ်ဆရာတော့အာစီးပွားရေးလှုပ်တာကိုဆရာအနေနဲ့အလှပေးတယ်လို့ခံယူထားတယ်မဆရာလေဒီနေ့ဒါစီဝိုင်းအောင်မြင်လို့ဒါလှူနိုင်တန်းနိုင်ပေးနိုင်ကန်းနိုင်တာပေါ့ဘာမှမရှိကြည်ရင်ဘလို့လို့ပေးနိုင်မလဲကဘာမှာဂျမ်းမာတို့ဘာလို့အခုပေးတယ်ဘလောက်ပေးတယ်ဘီဂိတ်တို့ဘာလို့ဆို90ရန်လုံးလှူတယ် ဝါနန်ဘတ်ဖတ်တို့ဘာလို့ဆိုငါးဆန်လုံးလှူတယ်အဲ့တော့ပတ်စံရှိတော့လှူနိုင်တာပေါ့ချမ်းသာမှသူများကိုပေးကန့်စွန်ကျဲနိုင်တာပေါ့အဲ့တော့တစ်ကကိုယ်မှာအသီးပွင့်ရှိအောင်လုပ်ရမယ်ဒါမျိုးစမ်းတာအဲ့ဒါလောဘမဟုတ်เนาะဓာတ်တော်ရာစိတ်ကိုညှို့ပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်တာဒါလေးအားပေးတယ်ဟုတ်ပြီအဲ့တော့အောင်စိတ်မွေးဖို့လိုတဲ့အောင်တမိတ်နဲ့စရုပ်အားဖြင့်လူတိုင်းလူတိုင်းကဒီစရုပ်ရဲ့အောင်မြင်တဲ့အသူတွေကိုအားကြဖို့လိုတယ်အတူယူဖို့လိုတယ်ငါလည်းဖြစ်နိုင်တယ်လို့တခါလေစရုပ်ကစိတ်ကိုဒုံးလုံးချထားမှရတယ် ဲ့တော့ကဘာမှာဆရာကစင်ကူမှာဆရာသင်တန်းတစ်ခုသွားတက်ဖို့တော့အဲ့ဒီသင်တန်းမှာဗာလိတစ်ခုရခဲ့လဲဆိုတော့ဒီ mastery ပေါ့ business business မှာဖြစ်စေ level တရမှာဖြစ်စေ mastery တဲ့တဖက်ကန်းထူးကြုံအောင်မြင်အောင်လှောက်ဆောင်နိုင်နဲ့စွန့်ရီ၃ရက်အဲ့မှာတင်ပေးလိုက်တယ်ဒါခဏခဏဆရာထည့်တယ်လူတိုင်းနဲ့အလွတ်တောင်ရနေလောက်နော်ဒီနေ့ကဒါဒါကိုဆရာပြောချင်တာထဲအောက်က formula ကိုပို့ပြောချင်တာဟုတ်ပြီအောင်မြင်တဲ့သူတွေကိုပဲကြည့် role model ထားစံပြစံနမူနာထားเนาะဆရာရဲ့ဒီမှာနောက်မှာဆိုလို့ရှိရင်ဒီမှာအဲကတ်ထားတယ်เนาะဒီမှာအဲ့အောင်မြင်တဲ့သူတွေကိုဘေးမှာဝန်းရံထားတယ်ဂျမ်းမနဲ့တိုနီရိုဘင်တို့ပါတော့အဲ့လိုမျိုးပေါ့ဟိုဆရာကအလုပ်တစ်ခုလုပ်တဲ့အခါမှာကိုယ်အခန်းဝင်ကြည့်လိုက်တာနဲ့ဟာတခါတည်းအောင်မြင်နေရအောင်မြင်တဲ့သူတွေနဲ့ဝန်းဝန်းရံပြီးတော့ရှိနေအောင်မြင်တဲ့သူတွေမျက်နှာမြင်ပြီးတော့တခါတည်း role model စံပြပုံကိုပြောင်းကြိုးစားမယ်ဟိငါအများအတွက်ဥဆောင်မယ်ဆိုတော့စိတ်အဲ့ဒါရေးကြည့်ပါတယ် နံပါတ်1အဲ့ဒါလေးရေးကြည့်ပါလားနံပါတ်1เนาะ role model စိတ်နံပါတ်1ရေးကြည့်တယ်เนาะ role model ပြီးနံပါတ်2က intermission လို့တစ်ခုလောက်တဲ့အခါမှာဇန်စိတ်ဆိုတာလို့တယ်เนาะဆရာကဇန်စိတ်ဆိုတာလို့တယ်ဇန်ဆရာအိမ်မှာစိတ်တွေထဲမှာလေးလာတဲ့အခါမှာဇန်စိတ်ကို ဆွဲမြင်အောင်လုပ်မှာ intermission ဖြစ်တယ်ဇန်เนาะဇန်စိတ်ကိုတစ်ခါတည်းဆွဲဆွဲမြင်မြင်နဲ့လှုပ်လှုပ်ပါ intermission ဖြစ်တယ်အဲ့ဒါ ဟိုကောင်းယုံမိတောင်မဟုတ်ဘူးပေါ့သူက intermission တခါနဲ့စိတ်နဲ့ကိုနှင်းနဲ့ဇန်အပြည့်နဲ့လှုပ်လှုပ်တာအခုမဖြစ်နိုင်ဘူးလို့တချို့ပြောတယ်စီးပွားရေးအောင်မြင်ဖို့နော်ဆရာလည်းဟုတ်တယ်ငွေတော့အတွေးတယ်တိမ်ပေါင်းတသောင်းဖြစ်ဖို့မဖြစ်နိုင်1 million business လုပ်ဖို့မဖြစ်နိုင်တိမ်တရားနဲ့ share ဆခေါ်တော့မဖြစ်နိုင်လုံးဝမဖြစ်နိုင်ဒါပေမဲ့လုံရင်လုံရင်နဲ့ဇန်စိတ်ဖြစ်လာရင်တော့ဖြစ်နိုင်နော်ဖြစ်တယ်အခုလည်းဖြစ်နေတာအဲ့တော့ intermission ဖြစ်အောင်လုပ်ဇန်စိတ်ဖြစ်ဖို့လို့တခါနဲ့မှုအပြည့်နဲ့စမ်းတာအလုပ်လုပ်မှုအပြည့်နဲ့တွေးရအောင် အခုဆရာတို့စကားပြောတယ်မူအပြေးနဲ့ကို business ကိုပြောရမူအပြေးနဲ့ business plan ဆွဲရ intermission ဖြစ်ရနောက်ဆုံးအရေးကြီး repetition နဲ့ထပ်ခါထပ်ခါလုပ်နော်ချိန်ဖန်များစွာလုပ်မအောင်မြင်တယ်ဂျမ်းမ၃နှစ်ထပ်ခါထပ်ခါလုပ်လို့အောင်မြင်တာကဘာမှာရှိတဲ့အောင်မြင်တဲ့သူတွေအားလုံးကထပ်ခါထပ်ခါ stitch job ဒီနေ့မြောက်နံမှုရဖို့အတွက်အချိန်ပေါင်း100ဖုံးဆက်တယ် stitch job ရဲ့ဇွဲနည်းတဲ့ဇွဲမို့ repetition ထပ်ခါထပ်ခါလုပ်တာမရမရှင်းပြောမယ်ဒီ investment မရမရှင်းဖုံးခေါ်အဲဒါမျိုး ဒီလို repetition ထက်ခါထက်ခါကြိုးစားမှရ။အာတစ်ချိန်တစ်ချိန်လုပ်ကြည့်အဆင်မပြေပါဘူးဆရာရယ်။ဘယ်ပြေမလဲ။၁၀ချိန်မှမပြေသေးတာ။အင်္ဂလိပ်စာကျက်တယ်လို့ပေါ့။ repetition repetition ကျက်တဲ့သူကအင်္ဂလိပ်စာကျွမ်းကျင်တာပဲ။နော်။ဟိုဆရာရေနေဦးတဲတယ်လို့ပဲ။တခါနဲ့ရေနေဦးကပူကန်နေပြီ။ကိုမီးထိုးတာတေသွားပြီ။အဲ့ဒါ repetition မဖြစ်ဘူးလို့ခေါ့။ရေနေဦးပူတယ်ဆိုတာကသူ့ရဲ့ degree level ကိုရအောင်ဆရာအဖြစ်မီးထိုးပေးရ။အဲ့လိုပဲအောင်မြင်ဖို့ဆိုတော့ repetition repetition ထက်ခါထက်ခါ degree ပြည့်အောင်မီးထိုးပေးရ။ အဲ့ဒါမှအောင်မြင်မယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့အားလုံးအားပေးချင်တာအောင်မြင်တဲ့စီးပွားရေးခေါင်းဆောင်တွေကိုအားကြ intermission ဇန်စိတ်အပြည့်နဲ့တို့လို တွေးခေါ်အောင်ယူနေရရုံးမှာအိတ်တဲ့အခါအိတ်နော်ဆီယံအမီးရဆိုင်ကြောင်းနေမှာပဲအိတ်တယ်အမန္တလေးသွားရင်မန္တလေးကြောင်းမှာပဲအိတ်တယ်။တောင်ကြီးကြောင်းသွားရင်တောင်ကြီးကြောင်းမှာပဲအိတ်တယ်။ကုမ္ပဏီတွေကနေဟိုတယ်မှာတော့ထားရှာပါတယ်။မနေဘူး။ကြောင်းမှာအိတ်ထားများရတယ်။အဲ့တော့ဘာပဲဖြစ်ဖြစ်ဆရာတို့ကကိုယ်စိတ်ကိုဇန်စိတ်နဲ့တခါတည်းချစ်ခင်လေးစားဆိုအလုပ်လုပ်ရ။ပြီးရင် repetition degree ပြည့်သည့်တန်အောင်လုပ်လုပ်ရ နော်ဒီဂရီပြည့်တိတန်အောင်လုပ်လို့မရတန်းကိုစူးစမ်းကဖင်ရဖင်ရတော့ဖြစ်ဟုတ်တယ်လေ၄သင်ရှိကဘာတန်းတန်းစူးစမ်းကြည့်ပါတော့နော်အားလုံးဖြစ်နိုင်တာပဲ repetition လို့ခေါ်တယ်အဲ့ဒါဖင်ရတော့မှ၄သင်ရှိကဘာတန်းတန်း repetition ထပ်ခါထပ်ခါလောက်ပါနမီ၁၀ပါောက်ထပ်ခါထပ်ခါဖြစ်ရနော်ဒီတဘွားထဲနဲ့ဘယ်ဒီဂရီပဲပြည့်မလဲနော်ဘဝပေါင်းများစွာပါရမီဖြစ်အဲ့လိုပဲတနေ့ထဲတော့ဘယ်အောင်မြင်မလဲ9နှစ်လား10နှစ်လားဟာနှစ်နဲ့ဆယ်လားဒါမှမဟုတ်တတလုံးစူးစမ်းမယ်ဟေးအဲဒါမျိုးပေါ့နော်အဲ့တော့ဆရာတို့အနေနဲ့ကတော့အားလုံးလေးစားဆိုအားပေးပါတယ် ဒါလေးအားပေးတယ်ဟုတ်ပြီအဲ့တော့အောင်မြင်မှုတွေကိုအားကြတဲ့အခါမှာလည်းဒီနေ့အားလုံးကိုပြောချင်တာတချို့ကဟိုစိတ်အားမပါတော့သွားတွေ့ရဘာလို့ကြည့်လို့စိတ်မပါလဲလို့ပြောရင် effect ရလာအကျိုးတရားကိုသွားကျင်နေစိတ်ဘယ်တော့မှမပေါ့နော်လူတွေကအဲ့ဒီအကျိုးဘလောက်ရမလဲကိုအရင်ဆုံးစဉ်းစားတယ်ဘယ်တော့မှမဖြစ်ဘူး cost ကပထမခီးရောက်မလားစမေးတယ်ရနော်ခီးရောက်မလားစလုတ်တယ်ရမျက်မလားဘယ်တော့မှမမျက်ဘူးစလုတ်တယ်ရအရှုံး စလျှောက်တဲ့ရခေးရမရဘူး။တုံညကနေစလျှောက်ဇီရိုမှတ်တိုင်။အဲစလောက်ပြီးဟဲ့ဆိုရင် effect ကိုဘယ်တော့မှမမျှော်ပါနဲ့။ effect ဆိုတာအကြောင်းတရားအလုံးစုဇီးသွားမှအောင်မြင်တဲ့အကျိုးတရားဆိုတာရလက်တစ်ခုသားတက်တက်ဖြစ်ပါ။အဲလူအများစုကအကျိုးရလက်ကိုအာရုံစိုက်နေလို့အလုံးမဖြစ်တာပါ။အောင်မြင်တဲ့ကဘာကျော်တွေအားလုံးကတို့ကအကြောင်းတရားကိုအာရုံစိုက်။အလီဘာဘာသူလောက်ဆရာရှိတာသူလောက်သွားအကြီးလောက်မယ်။ Facebook သူလောက်ဆရာရှိတာသူလောက်နေတယ်။ Street Job သူ့ဘာနဲ့သူ YouTube တိထွင်နေတယ်။ နော်ကဘာမှာရှိတဲ့အားလုံးအောင်မြင်တဲ့သူကြည့်အီလိုမတ်သူ့အနေနဲ့သူအင်္ဂါဂျိုတက်မယ်နော်သူ့အနေနဲ့သူတီထွင်ဖန်နေနေတာသူတို့ကသူတို့လှုပ်ရှင်တဲ့အကြောင်းကိုပဲအာယုံဆိုင်အကျိုးအာယုံမဆိုင်အကြောင်းတရားမြန်မြန်ဖြစ်တဲ့သူကအောင်မြင်တာပါပဲဒါပေမဲ့လူတချို့ကအဲ့ဒီအကျိုးတရားကသွားပြီးတော့ခါစီခါစီဖြစ်နေဘယ်လောက်ရမလဲနော်ဘယ်လောက်ပြန်ရမလဲဘာဖြစ်မှလဲအဲ့ဒါလို့ရှင်ရထဲရင်တော့ဘယ်လောက်မြတ်မလဲဆရာကိုရင်မေးတဲ့သူတွေတချို့ရှိတယ်အဲ့ဒီလူတွေကမထက်ဖြစ်တဲ့သူများတယ်အကြောင်းတရားဆမလို့ဖဲနဲ့ဘယ်လောက်လောက်မြတ်မရော ဆိုလို့ကြအပင်ကမဆိုက်ရသူအသေးပွင့်ဘယ်နဲ့တီးတီးမလဲဆိုတာမေးတယ်လို့ဖြစ်နေအပင်ဆိုက်ဖို့ပထမမဟုတ်ဘူးလားဆိုလို့ကြအဲ့တော့အလုံးလောက်ရင်အရေးကြီးဆုံးညာ cost cost ကနံပါတ်1အဲဆရာလည်းဒီနေ့အောင်မြင်တာမအောင်မြင်တာသူကဏဆရာလှုပ်ဆရာရှိတာပဲလှုပ်တယ်ဆရာစေတနာပဲဟောမယ်ပြောမယ်လူတွေကိုအားပေးမယ်ကိုတိတာမျှဝေမယ် cost ကိုပဲအောင်မြင်ဆိုက်အခုလည်းဆရာသိမ်းပေါင်းသသိမ်းစီမံကိန်းလုပ်နေတယ်အောင်မြင်တာမအောင်မြင်တာသူကဏဆရာလှုပ်အောင်မဲ့တာဝန်ကိုလှုပ်သွားမယ်သသိမ်းနဲ့ညီများတဲ့သိမ်းပေါင်းသသိမ်းနဲ့ညီများတဲ့လှုပ်ဆောင်ချက်ပြည့်တဲ့နေအောင်မြင်မှာပဲ ေးမအောင်မြင်သေးဘူးဆိုရင်တော့ဆရာသင်ညံ့နေသေးလို့အဲဒါမျိုးခံယူထားရတယ် cost နံပါတ်1အရေးကြီးတယ်ဒါကြောင့်ဒီနေ့ကစပြီးတော့အဲ့တော့ C grade နဲ့ E ကိုမှတ်သွားပါအားလုံးပဲအဲ့တော့ဒီနေ့အားလုံး okay အဲ့လိုခံယူကြိုးစားမဲ့သူဘယ်နှယောက်ရှိတယ်ကျေးဇူးလက်လေးထောင်ဒီနေ့ကတော့လက်ထောင်ပါတပိုင်းပြီးတာနဲ့တစ်ခါလက်ထောင်ပါဒါမှအားလုံးကတက်တက်ကြောက်ကြောက်ဖြစ်ပါလက်ထောင်ဟုတ်ပြီနော် say yes ပြောပြောနော် say yes ငါဟုတ်တယ်နော် လုပ်မယ် yes ဟုတ်တယ်ဆရာ yes ဟုတ်ပြီနော်အဲ့တော့အလုတ်လုတ်ရင်ဒီလိုအားနဲ့မန်နဲ့အလုတ်လုတ်ကြဇန်နဲ့ညံနဲ့အလုတ်လုတ်ကြ အဲ့ဒါမှအောင်မြင်မယ်ဒီနိုင်ငံမှာဒါဒါလေးတွေအားပေးတယ်နော်ဟိုမဟုတ်ကဟုတ်ကတွေကြည့်မနေနဲ့အားရော့စရာပဲဖြစ်လိမ့်မယ်ကိုယ့်ရဲ့ဟိုဇံလဲတုံးနေညံလဲတုံးနေကိုယ့်ဇံရှိတယ်ဇံမရောညံရှိတယ်ညံတက်မလာဘူးအဲ့ဒါဘာလဲဆိုမဟုတ်ကဟုတ်ကတွေအကုဇောကကိုယ့်ဒုက္ခပဲပေးတယ်နော်တုံညာဖြစ်တဲ့စိတ်ကလေးနည်းနည်းယော့သွားရင်တေချာအကုဇောအဲ့ဒီ mindset ကိုလက်မခံနဲ့စမ်းတက်လို့ရဆရာတို့အားလုံးကစမ်းတက်ကြည့်ကိုယ့်ရှိရောက်လာတဲ့အတွေ့အကြုံကကိုယ့်ရှိရောက်လာတဲ့အတွေ့အကြုံကနော်ကောင်းတဲ့စိတ်ဖြင့်ဘုံဆိုဖြစ်သွား ကုသိုလ်စိတ်ဖြင့်ဘုံဆိုတက်လာတေချာနဲ့အစိတ်တစ်ခုက down side ဖြစ်သွားတယ်ဆိုအဲ့ဒီအတွေ့အကုသိုလ်တွေ့နော်အဲ့ဒီအကြောင်းရအကုသိုလ်အကြောင်းဘေးသူရဲ့အတန်တစ်ခုပေါ်မှာဥပမာနည်းနည်းမှုပြတ်သွားရင်အဲ့ဒါအကုသိုလ်မှုဆရာသမားဖြစ်စေနားမထောင်နဲ့နားပိတ်ပလိုက်အတွေ့တစ်ခုသည်မြင်တဲ့အရာတစ်ခုသည်ကိုယ့်အတွက်ဘုံအပေါ်ဘက်တက်ကုသိုလ်ပဲဖြစ်ရတခါနဲ့တက်သွား အားဖြစ်သွားရမယ် positive ဖြစ်သွားရမယ်ကောင်းကျိုးလိုရာဆန္ဒတစ်ခုပြည့်သွားဒီလိုခံစားလိုက်မှာအဲ့ဒါကုစုသုံးမဟုတ်တစ်ခုခုလေးမြင်နှမ်းသွားတယ်တစ်ခုခုလေးဆရုအားဖြင့်အားယော့သွားတယ်အဲအဲ့ဒါဆိုရင်အဲ့ဒီအတွေးခေါ်သည်အကုစုလက်မခံနဲ့ဆရာပြောလဲလက်မခံနဲ့မိဘပြောလဲလက်မခံနဲ့ဟုတ်ပြီနော်အဲ့တော့ဒီလိုလေးဆရုအားဖြင့်အားလုံးကကုစုအကုစုလက်ခံမှုပဲကျိုးစားပါကျန်တာတွေကအေးမကြည့်ဘူးနော်အခုဆရာကဒီနေ့ဆရာဆင်းရဲ့ဟောပြောရှာ ီအတန်ကိုနားထောင်တဲ့အခါမှာလည်းအားပေးချင်တာကเนาะစကလုံးလေးမှတ်တာစကလုံးလေးမှတ်စေချင်တယ်ဆင်းရရဲ့အတန်ကိုနားမထောင်နဲ့အမှန်ကိုနားထောင်မှတ်တာဆင်းရစင်းရဲ့အတန်ကိုနားမထောင်နဲ့အမှန်တွေကိုနားထောင်ကြဆင်းရစင်းရဲ့ရုပ်ကိုမကြည့်နဲ့အလုတ်ကိုကြည့်ကြအဲ့ဒါမှအောင်မြင်မယ်ရုပ်တွေကိုလိုက်မကြည့်နဲ့အလုတ်တွေကိုကြည့်ကြ အတန်တွေကိုလိုက်နားမထောင်နဲ့အမှန်တွေကိုလိုက်နားထောင်ကြအဲ့ဒါမှ မိသားစုတွေတုတ်တက်မယ်။အတန်လေးနားထောင်လို့ကောင်းတယ်မရဘူး။အမှန်တရားပါမရ။ရုပ်လေးကြည့်လို့လှတယ်မရဘူး။လှုပ်ဆောင်ချက်လှမှရ။အင်းဟုတ်ပြီနော်ဒါကြောင့်အလုပ်တွေလုပ်တဲ့အခါမှာဒီအတန်နဲ့အမှန်ကိုကွဲပါစေ။ရုပ်နဲ့အလုပ်ကိုကွဲကွဲပြားပြားကြည့်နိုင်ပါစေ။ဒါမှဒီနိုင်ငံမှာမိသားစုတွေနော်အောင်မြင်မယ်တိုးတက်မယ်ကိုဘွားမှလည်းဒီလိုပဲအောင်မြင်မယ်တိုးတက်မယ်နော်အဲအဲ့လိုလေးတွေဆရုအဖြစ်ကျူးစာအဲ့တော့ဒီနေ့ဒါလေးနဲ့ဆရုနေဖြင့်လေးစားရှိခင်ဆိုအားလုံးကိုအားပေးတယ်အဲ့တော့